Hello အားလုံးမင်္ဂလာပါအခုကျွန်တော်တွေစပြီးတော့ Live Project အခုစပြီးယူရအောင်ပေါ့နော်အဲတော့ကျွန်တော်ဒီအပြင်မှာပဲ folder တခုကျွန်တော်ဖန်တီးလိုက်မယ်အဲ Live Okay block Okay ဒီလိုလေးကျွန်တော်တခုဖန်တီးလိုက်မယ် Okay အဲတော့ဒီမှာကျွန်တော် terminal တစ်ချက်ခေါ်လိုက်မယ် service new terminal မှာအာ composer create dash product လာရဲ select လာရဲ dash prefer dex နဲ့လာရဲ block add လို့ကျွန်တော် com sorry ကျွန်တော်စလုံးပေါင်းလွယ်နေเนาะซีโอเอ็มพีโอเอสยาคอมโบซาโอเคဒါဒေါင်းလုဒ်ဆွဲတာခဏလေးစောင့်ရမယ်ပေါ့เนาะ โอเคပြီးသွားပြီပြီးသွားပြီဆိုတော့ကျွန်တော် yes code တစ်ချက်ဖွင့်လိုက်မယ် code အာ sorry code sorry code dot ခရပြီအဲ့တော့ဒီကောင်ကိုကျွန်တော် development server တစ်ချက်ဖွင့်လိုက်မယ် php artisan server okay sorry sorry okay အဲဒါဆိုကျွန်တော်တို့လာရဲအာ fresh app လေးတခုထွက်လာပြီပေါ့နော်ထွက်လာပြီဆိုတော့အာကျွန်တော်ကအခုဒီဟာလေးကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ကျွန်တော်မှာဒီ template ရှိတယ် template လေးကျွန်တော် Google Drive မှာတင်ထားပေးမယ်ပေါ့နော်ဒီ template ကိုဒီ template က index ကိုတစ်ချက်ဖွင့်လိုက်မယ်ဒါကကျွန်တော်ဟို master course မှာအာတင်ထားတဲ့ project ပေါ့နော် single page application master course အာဝယ်ခြင်းသွားဝယ်လို့ရတယ်ကျွန်တော်ကျွန်တော် page မှာလာဝယ်လို့ရတယ် okay အဲ့တော့ဒီဟာဒီ application ကကျွန်တော်တို့ဒီဟာပေါ့နော်ဒါရေးမယ်ဒါရေးမယ်ဆိုတော့ကျွန်တော်တို့ကဒီ admin panel တခုကျွန်တော်တို့ဖန်တီးရလိမ့်မယ် tag ဒီ programming နေအဲဒီနှစ်ခုအတွက်ပေါ့နော်ဒီနှစ်ခုအတွက်ပြီးရင်ဒီဒီမှာ ီအက်ဒမင်ကနေတင်တဲ့ article တွေဒီမှာထွက်နေမှာပေါ့နော်ဒါဆိုရင်ဥပမာဒါဆိုရင် comment အများဆုံးဟာတွေဒါဆို latest article တွေအဲဒါဆိုရင် trending trending ဆိုတာက view အများဆုံး article တွေလေးခုပြမယ်ပေါ့နော် most left ဆိုတာအာ like များတဲ့ဟာတွေအဲ့တော့ကျွန်တော်က like ဒီပါတွေလဲအာ comment တွေလဲပေးလို့အာရမှာပေါ့နော်ဒီကနေပြီးတော့ဒီမှာလဲ share လို့ရမှာပေါ့ okay အဲ့တော့ကျွန်တော်တို့ဖန်တီးမဲ့ဟာကအာဒါပေါ့နော် ဲ့တော့အဲ့ဒါလေးမလုပ်ခင်ကျွန်တော်နည်းနည်းလေးပြင်ချင်တာလေးရှိတယ်ပေါ့နော် fiasco ပဲရောက်နေလေโอเคဒီမှာအဲ့တော့ဘာလို့ဆိုတော့ကျွန်တော်ကဒီလာပဲ fashion အခုဆို10 10တင်တယ် ဒါ10.39ပေါ့နော်အခုတင်နေတဲ့ Laravel version အဲ့တော့ကျွန်တော်ကဒီ Laravel 8နဲ့အောက်လာမသိဘူးအဲ့ဒီရဲ့ဟို syntax တိုင်းကျွန်တော်ထွက်အောင်ရေးမယ်ဘာအောင်ဆိုဒီ web web.php တို့ပေါ့နော်အဲ့တော့ app tag က provider တွေက app service provider မှာ sorry route service provider မှာ abn web okay ဒီ web မှာကျွန်တော် name space တစ်ချက်ကြီးညာပေးမယ်ပေါ့နော်အာ name name space မှာ app http okay controller ဒီထဲကိုဒီ name space ကိုကျွန်တော်ချိန်ညာပေးလိုက်မယ်ဒါဆိုရင်အာရေးလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော် PHP AR အာ make controller နဲ့အာ tower admin panel ကနေကျွန်တော်စဖန်ဒီမှာဆိုတော့ admin slash page controller လို့ကျွန်တော်ပြောလိုက်မယ်ဒီတော့ကျွန်တော်မှာ admin slash page controller ရှိပြီ။အဲ့တော့ web.php ကိုကျွန်တော်တစ်ချက်သွားမယ်။ဒါ slash ကိုလာရဲဆိုရင် sorry slash ကိုလာရဲဆိုရင် ta arme controller add uh, index method ကိုအလုပ်လမ်းပြီးလုပ်လိုက်မယ်အဲ့တော့ဒီမှာ index method မရှိဘူးဗောနော် public function index okay ဒါ nice လို့ကျွန်တော်ဆက်ပြန်လိုက်မယ်ဒီ route အလုပ်လုပ်လားမလုပ်လားကျွန်တော်လမ်းပြီးတော့ကြည်ရဗောနော်အဲ့ဒါခောက်လိုက်မယ်ဒါဆိုအားလုံးအာ okay တယ်အဲ့တော့ကျွန်တော်နောက်ထပ်သင်ခန်းစာတစ်ခုရောက်ရင်အာ database နဲ့ site နဲ့ structure ကိုကျွန်တော်တို့အရင်ခြားကြမယ်ဗောနော်အားလုံးပဲကျေးဇူးပါ